ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ပြောပြပေးသွားမယ့်ပုံမြင်လေးကတော့လူဘဝကနေပြီးတော့မွေးတကောင်ရဲ့ဘဝကို ပြောင်းလဲသွားတဲ့မင်းသမီးလေးတယောက်ရဲ့အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဟိုးရှိရှိတုန်းကပါလီပူးလို့ခေါ်တဲ့ရွာလေးမှာမိဘမဲ့ညီမနှစ်ယောက်နေထိုင်ပါတယ်။အမကြီးရဲ့နာမည်ကတော့ဖြူဖြူလို့ခေါ်ပြီးတော့ညီမငယ်လေးရဲ့နာမည်ကတော့အေးအေးလို့ခေါ်ပါတယ်။ အမကြီးဖြစ်သူဖြူဖြူကအိမ်မှုကိစ္စတွေအကုန်လုံးကိုလှုပ်တက်ပြီးတော့ညီမလေးဖြစ်တဲ့အေးအေးကတော့ဘာမှမလုပ်ဘဲနဲ့အလီလိုက်နေတတ်ပါတယ်။ဖြူဖြူကဘာသာတရားကိုင်းဆိုင်သူတယောက်လည်းဖြစ်ပြီးတော့အမြဲတမ်းဖျားရှိခိုးပြီးတော့နေတတ်ပါတယ်။အမဖြစ်သူတရားထိုင်နေတဲ့အချိန်မှာအေးအေးကတော့အတင်းတုပ်ပြီးတော့နေတတ်ပါတယ်။ဒီရမှာတော့ဖြူဖြူနဲ့အေးအေးကတခြားရွာကိုသွားကြပါတယ်။ လမ်းမှာလူတချို့စကားပြောနေတာကိုကြားတော့သူတို့လည်းခဏရက်ပြီးတော့နားထောင်ကြတယ်။ဟေးကို့လူတို့ငါတို့ရွာတွေကတဲတခုမှသူတော်စင်တယောက်ရောက်နေတယ်ဆိုတဲ့သတင်းကိုမင်းတို့ကြားပြီးပြီလား။သူ့စီကိုတွားပြီးတော့ဆူတောင်းရင်ဆန္ဒတွေပြည့်တယ်တဲ့။ဟုတ်လား။ငါမိမာကဟိုနေ့ကပဲတားငယ်လေးတယောက်ထပ်မွေးထားတာ။သူ့ကိုကောင်းချီးပေးဖို့သူတော်စင်စီကိုခေါ်သွားရမယ်။ညီမကြီး ါတို့လည်းသူတော်စင်စီကိုသွားပြီးတော့ကောင်းချီးတွေတောင်းရအောင်ဟင်းငါတော့မသွားချင်ဘူးနင်တယောက်တည်းသွားလိုက်ပါငါဒီမှာရှုခင်းတွေရဲ့အလှကိုကြည့်ပြီးတော့လင်းချင်းခံနေလိုက်မယ်လीဒီတော့ငါတို့ခဏခဏရောက်နေကြတာပဲလीအချိန်မီွေးကြည့်လို့ရတယ်ဒါပေမဲ့သူတော်စင်ကိုတော့ငါတို့အချိန်မီွေးတွေ့လို့မရနိုင်ဘူးအခုပဲသူ့စီသွားပြီးတော့ကောင်းချီးတွေတောင်းကြရအောင် ဒီလိုနဲ့ပဲညီမနှစ်ယောက်ကသူတော်စင်ရှိတဲ့နားကိုသွားကြပါတယ်။သူတို့နှစ်ယောက်ဟာသူတော်စင်ရှိတဲ့တဲတဲကိုဝင်သွားကြတယ်။အဲဒီကသူတော်စင်ကတရားထိုင်နေတာကိုတွေ့လိုက်ရတော့အပြင်ကိုပြန်ထွက်လာကြပါတယ်။အမကြီးသူတော်စင်ကတရားထိုင်နေတာညီမတို့သူ့ကိုမနှောက်ယှက်သင့်ဘူးအိမ်မဲပြန်ကြရအောင်လေ။ငါတို့ဒီအထိရောက်လာပြီးမှတော့သူတော်စင်တရားထိုင်နေတာပြီးတဲ့အထိထိုင်ဆောင်ကြမယ်လေ။ ီလိုနဲ့ပဲညီမနှစ်ယောက်ကတဲရဲ့အပြင်ဘက်မှာခဏလောက်ထိုင်ဆောင်နေကြတယ်။ခဏကြာမှတော့အေးအေးကဗိုက်စာလာပါတော့တယ်။အမကြီးငါမနဲ့ကတည်းကဘာမှမစားရသေးဘူးအခုဗိုက်စာနေပြီ။ဒါဆိုရင်လည်းနင်ဒီမှာခဏလောက်ထိုင်ဆောင်နေပါ။ငါတော့တဲကိုသွားပြီးတော့နင်အတွက်စားစရာတချို့ယူလာခဲ့မယ်လေ။အမကြီးငါဒီကိုလာတဲ့လမ်းမှာတစ်တီးချံအကြီးကြီးကိုတွေ့ခဲ့တယ်။ ဲ့ဒီ channel မှာတစ်သီးတွေမျိုးစုံပဲငါအဲ့ဒီအသီးတွေကိုစားကျင်နေအဲ့ဒီအသီးတွေကိုယူခဲ့ပေးပါလားဘာလို့မနဲ့တဲကဘာမှစားမလာရတာလဲငါမင်းကိုမနဲ့ကလေးကစားဖို့အတွက်အစားအသောက်တွေပြင်ဆင်ပေးထားတယ်လေဒါတွေကိုငါပြန်လာမှမင်းကိုစုံမရအောင်မဲဒါပေမဲ့ငါအသီးသွားယူနေတဲ့အချိန်သူတော်စင်ရဲ့တဲတဲကဘာကူမှမစားပါဘူးလို့ငါ့ကိုဂရီပေးရမယ်။ဟုတ်ကဲ့ပါဂရီပေးပါတယ်အမရဲ့ ဒီလိုနဲ့ဖြူဖြူကတောထဲကိုသွားပြီးတော့အတီးတချို့ကိုသွားယူခဲ့တယ်။ခဏကြာတော့သူကအတီးတွေကိုယူပြီးတော့သူတော်စင်ရှိတဲ့တဲနာကိုပြန်လာခဲ့တယ်။အမဖြူဖြူကလည်းကြားလိုက်တာငါဘိုင်းအရန်စာနေပြီ။သူဘယ်မှလဲမသိဘူး။ငါသူတော်စင်ရဲ့တဲထဲကို သွားပြီးတော့အတီးတချို့ကိုသွားစားလိုက်ရင်ကောင်းမလား။ငါဘယ်သူမှမသိအောင်စားရမယ်။ဒါဆိုငါလည်းအဆုမခဲရတော့ဘူးပေါ့။ ဒီလိုနဲ့ပဲအေးအေးကသူတော်စင်ရဲ့တဲတဲကိုဝင်သွားခဲ့တယ်။သူမကဂရင်ပေါ်မှာရှိတဲ့ပန်းဒီကိုယူလိုက်တယ်။ဒါပေမဲ့ပန်းဒီကကျော်ပြီးတော့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဟေးမင်းကလေးမင်းကဘာတူလဲ။ဘာကိစ္စနဲ့ငါရဲ့တဲတဲကိုခွင့်ပြုချက်မရှိဘဲနဲ့ဝင်လာခဲ့တာလဲ။ကျမတောင်းမှမာတဲ့သူတော်စင်ကြီး။ဘာအရန်စာနေတာကြောင့်ခွင့်ပြုချက်မတောင်းမင်းနဲ့ဝင်လာခဲ့မိတာပါ။ကျမကိုခွင့်လွှတ်ပေးပါနော်။ မင်းကငါတရားအားထုတ်နေတာကိုခဏတောင်မဆောင်ပဲမင်းစားကျင်တာတခုရဲ့အတွက်ကြောင့်ဝင်းလာတာပဲဒါပေမဲ့ငါတရားထိုင်နေတာ9နာရီရှိပြီအခုမင်းကြောင့်ပျက်စီးသွားပြီဒါကြောင့်မင်းကငါအပြစ်ပေးမယ်မင်းဟာခုချက်ချင်းမွေးတကောင် ဖြစ်စီရမယ်မွေးဖြစ်သွားစမ်းမွေးဘဝကိုရောက်သွားစမ်းသူတော်စင်ကြီးရဲ့ကျမတကယ်ကိုတောင်းပန်ပါတယ်ရှင်အဲ့ဒီလိုမလုပ်ပါနဲ့လား အေးအေးကသူမရဲ့အမစကားကို နားမထောင်ခဲ့တာကြောင့်အခုလိုဖြစ်ရတယ်ဆိုပြီးတော့နောင်တရနေပါတော့တယ်။ခဏကြာမှတော့ဖြူဖြူဟာသူတော်စင်ရဲ့တဲနာကိုရောက်လာခဲ့တယ်။ဒါပေမဲ့ညီမဖြစ်သူကိုတော့မတွေ့ခဲ့ရပါဘူး။ညီမလေးဘယောက်သွားပြီလဲမသိဘူး။ဒီကောင်မလေးကငါဒီနားမှာစောင့်ခိုင်းထားတာကိုဘယ်ရီလျှောက်သွားနေတာလဲ။စိတ်ပူရအောင်အမြဲတမ်းလှုပ်နေတော့တာပဲ။ ဒီလိုနဲ့ဖြူဖြူကသူ့ရဲ့ညီမကိုရှာဖို့ပြန်ထွက်လာခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ညီမကိုတော့ဘယ်နေရာမှရှာလို့မတွေ့ခဲ့ပါဘူး။ဒီလိုနဲ့ဖြူဖြူကသူ့တော်စင်နေတဲ့တဲကိုပြန်ရောက်လာခဲ့တယ်။ဒီလိုနဲ့သူမကတဲတဲကိုဝင်သွားခဲ့တာပေါ့။သူ့တော်စင်ကြီး ကျမရဲ့ညီမလေးကိုကျေးဇူးပြုပြီးတော့ရှာပေးပါ။ကျမကသူ့အတွက်တောထဲမှာတည်တည်သွားယူနေတဲ့ချိန်သူ့ကိုဒီနားမှာစောင့်ခိုင်းထားတာ။ အခုမရှိတော့လို့ပါ။သူမကိုကူညီပြီးတော့ရှာပေးပါသူတော်စင်ကြီးရဲ့။သူတော်စင်ကြီးလည်းအဲ့ဒီကြောင်းကို ကြားပြီးတော့သူမရဲ့ညီမပြုတ်မှုခဲတဲ့အပြုတ်မှုတွေကို ဖြူဖြူအားပြောပြပါဗါး။ဖြူဖြူလည်းအရန်ကိုဝန်းနေပြီးတော့ငိုကြိတ်နေတော့တာပေါ့သူတော်စင်ကြီးအဲ့ဒီကျိန်စာကိုကျမဘယ်လိုများဖျက်ရပါမလဲကျမမှာညီမလေးတယောက်တည်းရှိတာသူမရှိရင်ကျမဝကြီးကလည်းဘာမှအထိပ္ပယ်မရှိတော့ပါဘူး ငါရဲ့ဂျင်းစာကိုဖျက်မပေးနိုင်မိမဲမင်းဟုံကကောင်းကြည့်ပေးနိုင်ပါတယ်။မင်းလိုချင်တဲ့စုတစ်ခုကိုတောင်းပြီးတော့ဒီနေရာကနေထွက်သွားပါတော့။ကျမကတော့စုတစ်ခုပဲတောင်းချင်ပါတယ်။အဲ့ဒါကတော့ကျမရဲ့ညီမလေးကိုဘဝဆက်ဆက်ညီမတော်ချင်ပါတယ်။ဟုတ်ပြီ။မင်းရဲ့ညီမလေးကသူ့ကိုယူဆိုင်တတ်တဲ့သူနဲ့တွေ့ရင်ဂျင်းစာတွေပြန်ပြီးတော့ပြေးသွားပါလိမ့်မယ်။ ဒါနဲ့ပဲဖြူဖြူကမြစ်ဘေးမှာငိုနေခဲ့ပါတယ်။ငါဘဲကိုတွားရမလဲပြီးတော့ဘဲမများနေရမလဲ။ဒီနေရာကဖះเจ้าပဲငါဒီမှာနေရမယ်။ရှိပါ ကျွန်တော်တို့ကိုမိုးရအောင်ကုညီစောင့်ရှောက်ပေးတော်မူပါ။ကုညီပြီးတော့စောင့်ရှောက်ပေးပါ။မင်းဒီနေရာကနေထွက်သွားစမ်း။ဒါကရှိပါအတွက်တန့်စင်တဲ့ရေတွေပဲ။ မင်းကြောင့်ငင်းညမ်းသွားပြီမင်းကိုအပြစ်ပေးရမယ်အဲ့ဒီလိုပြောပြီးတော့လူကြီးကနွားကိုရိုက်ဖို့တုတ်သွားယူပါတော့တယ်အဲ့ဒီလိုနဲ့လူကြီးကနွားကိုရိုက်နေနေပါတယ်ဒီချိန်မှာ သူတော်စင်ကြီးရောက်လာခဲ့တယ်မင်းကလူမိုက်ပဲနွားတကောင်ကိုရရက်ဆက်ဆက်နှိပ်ဆက်နေတာပဲမဟုတ်ပါဘူးသူတော်စင်ကြီးသူကရှိပါအတွက်တန့်စင်ထားတဲ့ရေတွေကို တောက်ပြလိုက်တာကြောင့်မို့ကျွန်တော်ကသူ့ကိုအပြစ်ပေးနေတာပါမင်းဒီမှာခဏစောင့်ငါမင်းကိုအပြစ်ပေးတာမလုံလောက်သေးဘူးသူတော်စင်ကြီးကနွားကိုတက်မှမြင်တော့ဒေါသထွက်သွားခဲ့တယ်မင်းကငါတပည့်ပဲမင်းဒီလိုအလုပ်တွေကိုလုပ်လိုက်မယ်လို့ငါတကားမှမတင်ထားခဲ့ဘူးမင်းကိုဒီဓမ္မယုံမှာဆက်ပြီးတော့မနေခိုင်းတော့ဘူးအခုချက်ချင်းဓမ္မယုံထဲကနေထွက်သွားစမ်း ။ဒါကြောင့်လူကြီးကစိတ်တူပြီးတော့ဓမာယုံကနေထွက်သွားခဲ့ပါတယ်။မင်းကသူတော်စင်မဖြစ်သင့်ဘူး။ငါ့ကို လူကြားထဲမှာရစရာမရှိအောင်အရှက်ခွဲလိုက်တာပဲ။မင်းရဲ့လုံရက်တွေအတွက်ငါမင်းကိုလက်စားချင်မယ်။မင်းကငါ့ကိုဒီဓမာယုံထဲကနေလွှင့်ပစ်လိုက်တာနဲ့အတူတူပဲ။မင်းကိုလည်းဒီဓမာယုံထဲကနေမရရအောင်ထောက်ပစ်မယ်။သူရဲ့စော်ကားမှုအတွက်ကျွန်တော်မျိုး တောင်းပန်ပါတယ်အရှင်ခွင့်လွှတ်ပေးတော်မူပါ ငါတို့ဒီနေ့အလူဝဲတစ်ခုလောက်ကြရအောင်ငါတို့ရွာကလူတွေပါမက တခြားရွာကလူတွေလည်းလာလိုက်မယ်သူတို့လာရင်မင်းတို့တိချာဧကံပြီးတော့လိုအပ်တာတွေကိုကူညီပေးလိုက်ကြပါလူကြီးကအဲ့ဒါတွေကိုကြတော့သူကလက်စားချေဖို့အတွက်ဆုံးဖြတ်လိုက်တယ်မင်းတို့ကငါဘလို့လူမျိုးလဲဆိုတာကိုတတ်သိပြမယ်မင်းတို့လုပ်ခဲ့တာတွေအတွက်ပြန်ပြီးတော့ပေးဆက်ရမယ် သူတို့စင်ကြီးနဲ့တပည့်တွေကလည်းအလူပဲအတွက်ချက်ပြုံနေကြပါဗျ။သူတို့ကိုလက်စားချီမှာကိုတော့ဘသူကမှမသိကြပါဘူး။ရုံမာတဲ့လူကြီးဟာသူတို့လုံနေတဲ့အရာတွေကိုတစ်ပင်းရဲ့နောက်မှာချောင်းကြည့်နေခဲ့တယ်။ပြီးတော့အိုးကိုခဲနဲ့ပြစ်လိုက်တယ်။အိုးကွဲသွားတဲ့အချိန်မှာတော့သူတို့စင်နှစ်ယောက်ကလန့်သွားကြတယ်။မဖြစ်ဘူး။ရေကိုဒီတိုင်းထားရင်စိတ်ကန်းညစ်ပတ်ကုန်လိမ့်မယ်။ငါတို့အဲ့ဒါကိုတွားပြီးတော့တိတ်ရအောင် ။နေရောက်ကဟင်းအိုးကိုမိပြီးတော့စိတ်ကမ်းမညစ်ပတ်ဖို့အတွက်ထွက်သွားပြီးတော့တန့်စင်ကြတယ်။မင်းတို့ကစိတ်ကမ်းမညစ်ပတ်ဖို့အတွက်အိုးကိုတွားပြီးတော့တန့်စင်ပြီးမယ်။ငါကမင်းတို့ကို လက်စားချင်မယ်ဆိုတာကိုတော့မသိကြဘူးပဲ။အဲဒီလိုနဲ့ပဲရုံမာတဲ့လူကြီးကအိုးရဲကိုအစိတ်ပြင်းတဲ့မွေးတကောင် ထဲခဲ့တယ်။ဒီအဖြစ်ပြက်ကိုတော့မွေးဘွားကိုရောက်နေတဲ့အေးအေးကမြင်လိုက်တဲ့အခါ ူမကရမ်းကိုလန့်သွားခဲ့ပါတယ်။မဖြစ်ဘူး။ငါသူတို့ကို တားမရမယ်။မဟုတ်ရင်ဒီဓမယုံမှာရှိတဲ့သူတွေအကုန်သိကုန်လိမ့်မယ်။ဒါပေမဲ့ငါကမွေးတကောင်လေးငါသူတို့ကိုဘလို့များတားရပါမလဲ။သူတော်စင်တွေကတော့မတိပဲနဲ့အလူလုံးဖို့အတွက်ပြင်နေကြတယ်။တမိတွေဘလို့လဲဟိစုပ်ပြုတ်ကကြက်ပြီလား။ကြက်ပြီဆိုရင်တော့လူတွေကိုကျေးဖို့အတွက်ဒီကိုယူခဲလိုက်တော့ အဲ့ဒီလိုနဲ့တပီနှယောက်ကဆွပြုတ်ကိုတွားယူဖို့အတွက်ထွက်လာခဲ့ကြတယ်။အိုးအရန်ငုံမွေးနေတာပဲ။ငါတော့တော်တော်စားကျင်နေပြီကွာ။မဖြစ်ဘူး။ငါသူတို့ကိုတားမရမယ်။မဟုတ်ရင်တရားလုံးတည်ကုန်လိမ့်မယ်။ငါသူတို့ကိုမတည်ဖို့အတွက်ငါ့ကိုငါစတဲ့ရမယ်။ငါအိုးလေးကိုခုံချလိုက်ရင်တော့သူတို့ဒီဆွပြုတ်ကိုစားမှာမဟုတ်တော့ပါဘူး။မှတ်ပြီလား။ မင်းတို့အခုဘလို့နေမလဲဆိုတာကိုငါသိချင်နေပြီငါရဲ့လက်စားချေမှုကမင်းတို့ကို ထိရောက်မှာတော့တေးကြတယ်ကွာဒီလိုနဲ့အေးအေးကတစ်ပင်မော်ကို တက်ပြီးတော့စွပြုတ်အိုးရဲကို ခုံချခဲ့ပါတယ်အိုးမွေးတကောင်မဲငါတို့သူတော်စင်ကြီးကိုတွားပြီးတော့ပြောရမယ်အိုးရဲမှာမွေးရှိနေတယ်တောင်းမှန်ပါတယ်ရှင် ဒါဆိုရင်တော့ငါတို့ဒီစစ်ပျောက်ကိုစားဖို့မသင့်တော့ဘူး။ငွေကအစိတ်ရှိတဲ့အတွက်ငါတို့စားလိုက်ရင်တေခုံလိုက်မယ်။ဒါကိုတနေရရမှာသွားပြီးတော့တွန်းပစ်လိုက်တော့အဲ့ဒီလိုနဲ့တပီနီယောက်ကသူတော်စင်ကြီးခိုင်းတဲ့အတိုင်းစွပြုတ်တွေကိုတွားပြီးတော့တွန်ကြတယ်။ဒါပေမဲ့သူတို့အံ့ဩသွားခဲ့တယ်။ဘာကြောင့်လဲဆိုရင်တော့အိုးထဲမှာမွေကနှစ်ကောင်ဖြစ်နေပါဗျ။တပည့်နှစ်ယောက်လည်းသူတော်စင်ကြီးစီကိုအမြန်ဆုံးတွားပြီးတော့တရင်ပေးခဲ့တာပေါ့။ သူတော်စင်ကြီးအိုးထဲမှာမွေကနှစ်ကောင်ဖြစ်နေပါတယ်။အေးမင်းတို့ပြောတော့တကောင်ဆိုနောက်ထပ်တကောင်ကဘဲကနီရောက်လာတာတော့ဒီလိုနဲ့ပဲသူတော်စင်ကြီးကအာယုံခံကြည့်လိုက်တော့သူ့ရဲ့အာယုံထဲမှာသူမနက်ကစူလိုက်တဲ့တပီးကသူတို့ကို လက်စားချိန်မှန်တိခဲ့ရတယ်။ဒါပေမဲ့အပြစ်မရှိတဲ့မွေလေးကလူရီကိုကယ်ဖို့အထဲကိုခုံချခဲ့တာကို တွေ့လိုက်ရပါတယ်။ ဒီမွေကငါတို့ကိုကယ်ဖို့အတွက်စွပြုတ်အိုးတွေကိုခုံချခဲ့တာပဲ။အဲ့ဒီမွေကိုငါနောင်ဘဝတွေမှာ လူပြန်ဝင်စားဖို့အတွက်စူတောင်းပေးပါရယ်။ဒီဖြစ်ပျက်တွေကိုတော့ရုံမာတဲ့လူကြီးကတစ်ပင်းရင်နောက်မှာနားထောင်နေခဲ့တယ်။သူ့ရဲ့လက်စားချေမှုမအောင်မြင်တော့သူလည်းစိတ်ပြက်လက်ပြက်ဖြစ်ပြီးတော့ထွက်သွားခဲ့ပါရယ်။သူတော်စင်ကြီးကသူ့ကိုမြင်တော့အနောက်ကနေတိတ်တိတ်လေးလိုက်သွားတယ်။နေပါဦး။ မင်းဘာလို့ဒီလိုလုပ်ရတာလဲမင်းကငါကြိမ်စဲတယ်မင်းဒီဓမ္မယုံတည်းမကဘူးဘယ်ဓမ္မယုံတည်းမှာပါဝင်မရအောင်ငါကလှုပ်ပြမယ်မင်းတကူလုံးမီးလောင်လိမ့်မယ်မင်းမှာခိုးလုံစရာနေရာလဲတခုမှရှိမှာမဟုတ်တော့ဘူးတပတ်မှာတော့ဖြူဖြူကသူ့ရဲ့ညီမကိုတတိယပြီးတော့မစားနိုင်မတောင်းနိုင်ဖြစ်ပြီးတော့တီးဆုံးသွားပါတည်းကွယ်ရွာကလူတွေကတော့သူ့မကိုမီးတချို့ပေးလိုက်ကြပါတယ် ဒါပေမဲ့ကန်ကြမာကသူတို့ညီမနှစ်ယောက်ကို ပြန်လဲပေါင်းစည်းဖို့အတွက်ပြန်ပြီးတော့ကူညီပေးလိုက်ပါတယ်။နိုင်ပြည်တခုမှာတော့ဘယင်ကြီးတပားနေထိုင်ပါတယ်။သူကအရန်ကိုချမ်းသာတဲ့ဘယင်ကြီးတပားလေးဖြစ်ပါတယ်။ဒါပေမဲ့သူ့မှာပျော်ရွှင်မှုတော့မရှိပါဘူး။သူနဲ့မိဖုရားကြီးကကလေးလိုချင်ပေမဲ့လည်းသားသမီးလုံးဝမရပါဘူးတဲ့ကွယ်။ဒါကြောင့်သူတို့ဟာစိတ်မချမ်းမသာနေပဲနေနေကြရပါတယ်။ အရှင်မင်းကြီးကျွန်တော်တို့ဟိုဘက်ရွာမှာတရင်တစ်ခုရားခဲ့တယ်။အဲ့ဒီရွာမှာရှိတဲ့သူတော်စင်ကြီးကကောင်းချီးပေးရင်စူတောင်းတွေပြည့်တတ်တယ်တဲ့။ဘယင်းကြီးအဲ့ဒီကို သွားတင်တယ်လို့ကျွန်တော်မျိုးထင်ပါတယ်။ဟုတ်လား။ဒါဆိုငါတို့အဲ့ဒီကိုတွားပြီးတော့တာသမီရဖို့အတွက်သူတော်စင်းစီမှာဆူတောင်းကြရအောင်။နောက်တနေ့မနက်မှာပဲ ဘရင်ကြီးနဲ့မိဖုရားကလည်းတဖက်ရွာမှာရှိတဲ့သူတော်စင်ရှိရာကိုဆူတောင်းဖို့အတွက်သွားကြတယ်။သူတော်စင်ကြီးကျွန်တော်တို့ဆူတောင်းဖို့အတွက်လာခဲ့တာပါ။မင်းရဲ့ဆူတောင်းကိုငါ့ကိုပြောပါချစ်သား။ကျွန်တော်တို့မှာပြည့်စုံချမ်းသာမှုလည်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့မှာသာသမီရဲ့ပျော်ရွှင်မှုမရှိပါဘူး။ဒါကြောင့်ကျွန်တော်တို့ကိုသာသမီတယောက်ထွန်းကားဖို့အတွက်ကောင်းချီးပေးတော်မူပါ။ ချစ်သားတို့သားသမီးတယောက်မကရပါလိမ့်မယ်။မိန်းကလေးနှစ်ယောက်မွေးဖွားလာပါလိမ့်မယ်။ဒါပေမဲ့မင်းတို့ရဲ့ဒုတိယသမီးလေးမွေးတဲ့အချိန်မှာအခက်အခဲတွေကြုံရလိမ့်မယ်။အဲ့ဒီအခက်အခဲတွေကိုမင်းကဘယင်တယောက်အနေနဲ့ရင်ဆိုင်ကျော်ဖြတ်မယ်ဆိုရင်တော့အဲ့ဒါတွေကအဆင်ပြေသွားပါလိမ့်မယ်။ဒီလိုနဲ့ပဲဘယင်ကြီးနဲ့မိဖုရားကနန်းတော်ကို ပြန်သွားကြတယ် ။အကြခင်မှာပဲမိဖုရားကြီးက ပထမဦးဆုံးသမီးလေးကိုမွေးဖွားခဲ့တယ်။ဘယင်ကြီးကအယန်းကိုပြောသွားခဲ့ပါတယ်။သူမကတော်တော်ကိုချစ်စရာကောင်းတာပဲ။ဘယင်ကြီးမင်းသမီးလေးကကြီးလာရင်အလွန်ကိုထက်မြက်ပြီးတော့ရဲရင်တဲ့ကောင်မလေးတယောက်ဖြစ်ပါလိမ့်မယ်။သူမွေးလာတဲ့နေ့ကစပြီးတော့တိုင်းပြည်ကချမ်းသာမှုတွေနဲ့ပြည့်ဝသွားပါလိမ့်မယ်။မင်းသမီးလေးကိုလက်ထက်မဲ့သူကလည်းအလွန်ကုန်မှကြီးကျယ်ခမ်းနားတဲ့သူတယောက်ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင်ငါရဲ့သမီးတော်လေးရဲ့နာမည်ကိုဘလို့ပေးတင်လဲအရှင်မင်းကြီးသူမမွေးလာကလေးကတောက်တောက်ပြောင်ပြောင်နဲ့မွေးဖွားလာပြီးတော့ကြီးလာရင်လည်းလူတွေကိုစိတ်ချမ်းသာမှုပေးနိုင်တာကြောင့်သူမရဲ့နာမည်ကိုကျဲကလေးလို့ပေးတင်ပါရဲ့အိုးအယန်းကိုကောင်းတဲ့နာမည်လေးပါလားသမီးလေးရဲ့နာမည်ကတိတ်ကိုလှပတာပဲဒီလိုနဲ့ကျဲကလေးကအွယ်ရောက်လာတဲ့အချိန်မှာ အရန်ကိုထူးချွန်ထမ်းမြတ်တဲ့ကောင်မလေးဖြစ်လာခဲ့ပါတယ်။ဖခင်တရားလည်းအလွန်ကိုင်းဆိုင်တဲ့လူတစ်ယောက်ပေါ့။သူတော်စင်ကြီးပြောတဲ့အတိုင်းပဲနောက်ထပ်သမီးတော်လေးတစ်ယောက်ကိုမိဖုရားကဖွားမြင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲဘယင်ကြီးကပုံနာကြီးကို ခေါ်ပြီးတော့သူ့ရဲ့ဒုတိယသမီးလေးရဲ့အနာဂတ်ကိုဖတ်ဖို့အတွက်အမိန့်ပေးခဲ့ပါတယ်။ပုံနာကြီးငါရဲ့သမီးတော်လေးကအရန်ကိုထမ်းမြက်မဲ့ပုံပဲငါသူ့ကိုအရန်ချစ်တယ် ငါရဲ့သမီးတော်လေးရဲ့အနာဂတ်ကကော ကျဲကလေးရဲ့အနာဂတ်လိုမျိုးထွန်းလင်းတောက်ပပြီးတော့ရဲရဲမှုတွေရှိလားအနာဂတ်ကိုမြင်မြန်ဖတ်လိုက်ပါတော့ဒါကြောင့်ပုံနာကြီးကဒုတိယသမီးရဲ့အနာဂတ်ကိုဖတ်လိုက်တယ်။ဒါ့အပြင်သူကစိတ်မကောင်းဖြစ်သွားပါတယ်။အရှင်မင်းကြီးကျွန်တော်မျိုးစိတ်မကောင်းပါဘူးဒုတိယသမီးလေးကိုဘယင်ကြီးကမွေးမယ်ဆိုရင် တိုင်းပြည်တစ်ခုလုံးမှာဒုက္ခဆင်းရဲမှုတွေနဲ့ငတ်မမှုတွေကြုံတွေ့ရပါလိမ့်မယ်။ဘယင်ကြီးကသူ့ကိုခေါ်ပြီးတော့တခြားနေရာကိုထွက်သွားရင်လေဘယင်ကြီးရဲ့အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ဒါဆိုတခြားနီလန်ဘာရှိသေးလဲငါ့ကိုပြောစမ်းဝေးချေစရာနီလန်မရှိတော့ပါဘူးဘယင်ကြီး သူ့ကိုစွန့်ပစ်လိုက်တင်ပါတယ်။ဒါကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ ငါရဲ့သမီးတော်လေးကိုဘလို့စိတ်နဲ့များစွန့်ပြစ်ရမှာလဲ။ဒါ့အမေငါသူ့ကိုမစွန့်ပြစ်ရင်လဲတနိုင်ငံလုံးဒုက္ခရောက်မှာ။ကျဲကလေးရဲ့အနာဂတ်ကတောက်ပပြီးတော့ဘာကြောင့်သူမရဲ့အနာဂတ်ကမတောက်ပနိုင်ရတာလဲ။ငါသူမကိုစွန့်ပြစ်ဖို့နီလန်းကလွဲပြီးတော့ဘာမှမရှိတော့ဘူးလား။အိုးဖရာသခင်သူဘာလို့ကံကြမ္မာကအခုလိုဖြစ်နေရတာလဲ။ ။မယင်ကြီးနဲ့မိဖုရားလည်းဒုတိယသမီးတော်လေးကိုပွေဖက်ရင်းနဲ့ငိုနေကြတာပေါ့ကွယ်။မယင်ကြီးလည်းရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာတော့ဒုတိယသမီးတော်လေးကိုချင်းနဲ့ထည့်ပြီးတော့မြေကန်းနာမှာဆွန့်ပြစ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။မြင်းနာကိုရောက်တော့ဘယင်ကြီးကတောင်းထဲကိုတဲကသူ့ရဲ့သမီးတော်လေးကို မျောလိုက်ပါတဲ့။သူကနောက်ဆုံးအနေနဲ့ဘုရားသခင်စီကိုဆုတောင်းခဲ့ပါတယ်။"အိုးအရှင်ဘုရား" ျွန်တော်ရဲ့တမီးလေးကိုအယမ်းချစ်ပါတယ်။အီမန်သောတစ္ဆာစကားကြောင့်တမီးလေးကလူကောင်းသူကောင်းလက်ထဲမှာရှင်သန်ကြီးထွားနိုင်ပါစေ။ကျွန်တော်မျိုးရွှေတင်ကားတချို့လည်းထည့်ပေးလိုက်ပါတယ်။သူမရဲ့ဘဝမှာကောင်းကောင်းမွန်မွန်နဲ့ဖြတ်သန်းနိုင်ပါစေအရှင်ဘုရား။ကျွန်တော်တို့ဒီနေ့မှာပြန်ဆုံနိုင်အောင်ကူညီပေးတော်မူပါဒီလိုနည်းနဲ့ပဲဘယင်ကြီးကမင်းသမီးလေးကိုရင်နာနာနဲ့စွန့်ပစ်လိုက်ရတယ်မင်းသမီးလေးဟာဘာမှမသိချဘူးပေါ့ ခြေနှောင်လေးထဲမှာအိပ်ပျော်နေရှာတဲ့။ဘရင်ကြီးလည်းနန်းတော်ကိုပြန်သွားခဲ့တယ်။ဘုရားသခင်ရဲ့ကုညီဆောင်ရှောက်မှုကြောင့်ကလေးလေးဟာဘာမှမဖြစ်ဘဲနဲ့မြည်ရည်အတိုင်းဆက်လက်မျောနေခဲ့ပါတဲ့။အဲ့ဒီနာမှာတော့ဘဝအတွက်အဝိရှော်စားနေရတဲ့လူတယောက်ရှိပါတယ်။သူက နေတိုင်းရေကန်နဘေးမှာလာပြီးတော့အဝိရှော်နေတတ်တယ်။ကလေးလေးတယောက်ရဲ့ငိုတံကို သူကကြားသွားပါတယ်။